နောက်တဲ့သတင်းတစ်ပုဒ်ကတော့အိန္ဒိယနဲ့ပါကစ္စတန်အကြားကတင်းမာမှုတွေဆက်ဖြစ်နေတဲ့အကြောင်းမှာမကြာသေးခင်ကပြည်ပကတွေထဲမှာအိန္ဒိယကကုလသမဂ္ဂဂျာဝင်ဆောင်ရွက်မှုနဲ့ချုပ်ဆိုထားတဲ့ပါကစ္စတန်နဲ့ဒီအိန္ဒုမြေရေးခွဲဝေရေးသဘောတူညီချက်တွေကိုဆိုင်းငံ့ထားပါတယ်။ပါကစ္စတန်ရဲ့ဒီစိုက်ပျိုးရေးလုပ်ငန်းအတွက်လိုအပ်တဲ့ရေးအများစုဟာအိန္ဒုမြေရေးကနေလာတာဖြစ်ပါတယ်။ဒါကြောင့်အိန္ဒုမြေရေးဟာစစ်ပွဲလက်နက်တစ်ခုလိုမျိုးအရေးပါတာဖြစ်ပါတယ်။ အခုခါမှာတော့နောက်ထပ်ရေနဲ့ပတ်သက်တဲ့ထိုးနှက်မှုကိုအိန္ဒိယဘက်ကပြင်ဆင်နေပြန်ပါတယ်။အဲ့ဒါကတော့ဒီတော်ပူးဆယ်မြောင်းစီမံကိန်းပဲဖြစ်ပါတယ်။အဲ့ဒီစီမံကိန်းကအာရှမှာအကြီးဆုံးရေကန်ကြီးဖြစ်တဲ့အာဝူလာရေကန်ကြီးကရေထွက်မှုကို ထိန်းချုပ်ဖို့ဖြစ်ပါတယ်။ အိန္ဒိယကအဲ့ဒီ439ပေအရှည်နဲ့ပေ40အကျယ်ရှိတဲ့တူမြောင်းစီမံကိန်းကို1984ခုနှစ်မှာစလုပ်ခဲ့ပါတယ်။နောက်နှစ်မှာတော့ဒီပါကစ္စတန်ရဲ့ကန့်ကွက်မှုကြောင့်ရပ်ဆိုင်းထားလိုက်ပါတယ်။1986ခုနှစ်မှာတော့ပါကစ္စတန်ကအိန္ဒုမြေကြီးခွဲဝေရေးသဘောတူစာချုပ်အဖွဲ့ကိုဒီကိစ္စနဲ့ပတ်သက်ပြီးတိုင်ကြားခဲ့ပါတယ်။1989ခုနှစ်မှာတော့စီမံကိန်းကတရားဝင်ရပ်ဆိုင်းသွားခဲ့တာဖြစ်ပါတယ်။အိန္ဒိယက တီစီမံကိန်းကိုပြန်လုတ်သွားဖို့အတွက်အဆင်သင့်ဖြစ်နေပြီးတနေ့အတွင်းမှာအပီးအကောင့်ထဲပေါ်သွားမယ်လို့လည်းသတင်းဌာနတွေရရှိထားတဲ့အချက်လက်တွေကဆိုပါတယ်